ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ16ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ပုဂ္ဂလိကတက္ကသိုလ်အဇမ်ရှင်ကျောင်းဝင်းမှာဖြစ်တဲ့ရင်းမတော်တဆမှုကြောင့်တည်ဆုံးခဲ့ရတဲ့အသက်23နှစ်အရွယ်မြန်မာကျောင်းသားကိုမင်းဖုံးစိတ်ရဲ့အမှုဟာအခု9လနီးပါးကြာမြင့်တဲ့အထိတရားမျှတမှုမရသေးပါဘူး။သူဟာလမ်းစည်းကမ်းချိုးဖောက်မောင်းနှင်လာတဲ့ထိုင်းနိုင်ငံသားရဲ့မော်တော်ယာဉ်နဲ့တိုက်မိတာကြောင့်တည်ဆုံးခဲ့ရတာပါ။အဲ့ဒီထိုင်းနိုင်ငံသားကတော့အခုအချိန်ထိအေးအေးယူခံရခြင်းမရှိသေးပါဘူး။ အမှုအတွက်ကျောင်းဘက်ကသူတို့လှုပ်ဆောင်ပေးရမယ့်တာဝန်တွေနဲ့ပူးပေါင်းကူညီမှုတွေမှာပြက်ကွက်ခဲ့တဲ့အတွက်အရေးမယူနိုင်ဖြစ်နေတာကိုကိုမင်းဖုံးစည်ရဲ့ညီဖြစ်သူကိုအောင်ဟင်းတန်က Facebook စာမျက်နှာကနေဖွင့်ဟခဲ့ပါတယ်။ဟိုကျွန်တော်တို့မျှော်လင့်ခဲ့တာပေါ့နော်ဒီလိုမျိုးဟို ခွဲခြားဆက်ဆံခံရမယ်လို့ကျွန်တော်တို့မထင်ခဲ့တဲ့အတွက်အားလုံးတန်းတူညီမျှခွင့်ရမယ်လို့အထင်မြင်ယူဆခဲ့တာပေါ့နော်အစကတော့ဒါပေမဲ့တကယ်တမ်းဒီလိုမျိုးကြုံတွေ့လာခဲ့ရတဲ့ခါဒီမှာဟိုခွဲခြားဆက်ဆံခြင်းတွေရှိလာတဲ့အတွက်လည်းတကယ်ကိုစဉ်းစားတောင်းဖြစ်ရတယ်ဒီကိစ္စကအရင်ပြန့်နှံ့သွားတော့မှကျောင်းဘက်က action ယူဖို့စလုပ်တာဆိုတော့အစတည်းကသာလုပ်ပြီးခင်ပိုကောင်းတယ်လို့ကျွန်တော်တို့ကထင်နေမိတာပေါ့နော်ရင်တိုက်မှုဖြစ်ဖြစ်ချင်းမှာကျောင်းရဲ့လူနာတင်ရင်ပြက်နေတယ်ဆိုပြီးတုံးခွင့်မရတာ နိုင်ရေးကိစ္စမှာအကြောင်းဘက်ကအကူအညီမရတာ CCTV မှတ်တမ်းမပေးတာစတာတွေကိုထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက်မတ်လ14ရက်နေ့မှာတော့ကျောင်းတာဝန်ရှိသူတွေကမိသားစုကိုခေါ်ယူဆွေးနွေးခဲ့တယ်လို့ကိုအောင်ဟင်းတန်ကပြောပါတယ်ဒီကိစ္စမှာတာဝန်ပြက်ကွက်ခဲ့သူတွေကိုထိထိရောက်အေးအေးယူနိုင်ပြီးတော့တရားမျှတမှုရှာတဲ့နေရာမှာပူပေါင်းပါဝင်ပေးဖို့ကြောင်းဘက်ကိုတောင်းဆိုခဲ့တယ်လို့ကိုအောင်ဟင်းတန်ကပြောပါရယ် လက်ရှိမှာထိုင်းရှင်းနေတဲ့လိုအပ်တဲ့တပ်တွေအထောက်အထားတွေနဲ့အတူရဲစခန်းမှာအမှုဖွင့်ပြီးတော့ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါရယ်ကွန်မင်းဖုံးစစ်တေဆုံးမှုအတွက်ကြောင်းတာဝန်ရှိသူတွေရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး RFA က assumption တက္ကသိုလ်ကိုဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေကြားတာမရှိပါဘူးထိုင်းနိုင်ငံပတုံထနီခရိုင်တမဆက်တက္ကသိုလ်ကမြန်မာကျောင်းသူ မဟယ်လင်ကတော့ကျောင်းသားရဲ့အသက်အန္တရာယ်ထိခိုက်ခဲ့ရတဲ့ကိစ္စကိုကျောင်းအာဏာပိုင်ကအပြည့်အဝကာဝယ်မပေးတဲ့အပေါ်ဝေဖန်ကန့်ကွက်လိုက်ပါတယ် သူတို့ကဒါပြန်ပြီးတော့ငါတို့ကိုတွန်းတောလန်နိုင်ချမ်းမရှိဘူးဆိုတာမျိုးဖြစ်တယ်ပေါ့เนาะအဲ့ဒါအပြင်မှာပဲဒီထိုင်းရဲ့ဥပဒေမှာဆိုလို့ရှိရင်လည်းဒီနိုင်ငံခြားသားចောင်းသားတွေအတွက်အကောက်ပဲပေးထားတာဥပဒေမျိုးတွေမရှိဘူး။ဒါဗီဇာဥပဒေလေးတော့ပဲရှိ။လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကလည်းတိုင်းတစ်ပါးမှာရက်တည်ရတဲ့မြန်မာចောင်းသားတွေအပေါ်ရိုက်ခတ်မှုရှိတယ်လို့မဟလင်းကဆိုပါတယ်။ အခုလိုပြည်ပရောက်မြန်မာចောင်းသားတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးအမခံချက်မရှိတဲ့အခြေအနေကစိုးရိမ်စရာဖြစ်တယ်လို့ဘန်ကောက်မြို့ KMU TT နီးပညာတက္ကသိုလ်ကမြန်မာចောင်းသားကိုဒေးဗစ်က RFA ကိုပြောပါတယ်။ထိုင်းရောက်မြန်မာတွေအတွက်တွေအတွက်ကောဒီမြန်မာနိုင်ငံအတွက်ကောအရင်ကိုအမျိုးဒီလက်ခံလို့မရတဲ့ကိစ္စပေါ့နော်။အဲ့လိုမျိုးဖြစ်လာတဲ့အချိန်မှာဘာလို့ပူပြီးတော့ဆိုတော့အဲစိုးရိမ်ရလဲဆိုတော့နောက်ပိုင်းထက်လာမယ်မြန်မာចောင်းသားတွေအတွက်က ပို့ပြီးတော့ဘယ်ကြောင့်ကပို့ပြီးစိတ်ဖြစ်တယ်ဆိုတာကိုအဲပို့ပြီးမေးခွန်းထုတ်ဆရာရှိလာရဲ့ပေါ့နော်မတ်လ16ရက်နေ့မှာတော့ assumption တက်ကတူကမြန်မာကျောင်းသားတည်ဆုံမှုအတွက်ဝန်ထဲကျောင်းနဲ့တည်ဆုံသူရဲ့ညီဖြစ်သူကိုအောင်ဟိန်းတန့်ရဲ့2025ခုနှစ်ပညာသင်နှစ်ဝက်စာအတွက်ပညာရေးစရိတ်ကိုထောက်ပံ့ပေးမယ့်အကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ကိုအောင်ဟိန်းတန့်ကတော့ဒီကမ်းလှမ်းချက်ကိုလက်မခံခဲ့ပဲအခုဖြစ်သူအတွက်တရားမျှတမှုရရေးသာမျှော်လင့်တယ်လို့ RFA ကပြောပါတယ်ရှင်။